ြန်မာနေယူခရိုနီကယ်ဒီဇင်ဘာ၄ရက်နေ့တွင်ဘိန်းအများဆုံးစိုက်ပျိုးထုတ်လုပ်တဲ့နိုင်ငံအဖြစ်မြန်မာရှိနေစေ လက်နက်ကိုင်တိုက်ပွဲတွေနိုင်ငံရေးပြဿနာတွေနဲ့မတိမငိမ်ဖြစ်နေတဲ့မြန်မာနိုင်ငံဟာကမ္ဘာမှာမွေးရေးဆေးဝါးအဖြစ်အသုံးပြုဖို့ဘိန်းစိုက်ပျိုးမှုအများဆုံးနိုင်ငံအဖြစ်ဆက်လက်ရည်တည်နေစေဖြစ်တယ်လို့ကုလသမဂ္ဂမွေးရေးဆေးဝါးနဲ့ရာဇဝမှုဆိုင်ရာရုံး UNODC ရဲ့နှစ်စဉ်အစည်းအဝေးကဖော်ပြလိုက်ပါတယ်အာဖဂန်နစ္စတန်နိုင်ငံဟာ ကမ္ဘာမှာဘိန်းဆိုင်ပြိုးမှုအများဆုံးထုတ်လုပ်မှုအများဆုံးနိုင်ငံအဖြစ် စေစုနှစ်များစွာရှိခဲ့ရာကမကြာသေးခင်နှစ်တွင်မှာတော့အာဖဂန်နစ္စတန်တာလီဘန်အစိုးရကဘိန်းဆိုင်ပြိုးမှုကိုနှိမ်နင်းလျက်ရှိတာကြောင့်ကမ္ဘာဘိန်းဆိုင်ပြိုးမှုအများဆုံးနိုင်ငံထုတ်လုပ်မှုအများဆုံးနိုင်ငံအဖြစ်မြန်မာနိုင်ငံကအာဖဂန်နစ္စတန်ကိုကျော်ဖြတ်ခဲ့တာဖြစ်ပါတယ်မြန်မာနိုင်ငံအနေနဲ့2025ခုနှစ်အစဉ်ကန်စာအရဟက်တာ9000ကျော်အထိဘိန်းဆိုင်ပြိုးလျက်ရှိနေပြီးတော့ ယမနိကထက်19ရာခိုင်နှုန်းတိုးမြင့်လာတယ်လို့အစိုးရကန်စာမှာဖော်ပြထားတာတွေ့ရပါတယ်။ဘိန်းစိန်တပိတ်တာကိုဒေါ်လာ300ကျော်အထိရရှိလာတာကြောင့်ငွေကြေးကလည်းစိုက်ပျိုးတဲ့သူတွေကိုဆွဲဆောင်စေတယ်လို့ပြည်တွင်းစစ်ဖြစ်ပွားနေတာကြောင့်လမ်းပန်းဆက်သွယ်ရေးတွေခက်ခဲတာအခြားစိုက်ပျိုးသည်နယ်တွေပို့ဆောင်ရောင်းချရဖို့မတိကျတဲ့အနေအထားမှာဘိန်းစိုက်ပျိုးပြီးရရှိလာတဲ့ဘိန်းစိန်ကိုတေဆောင်ရောင်းဝယ်ရတာက လက်ရှိအနေအထားနဲ့လိုက်ဖက်တာကြောင့်လည်းအချို့တောင်သူတွေကဘိန်းကိုစိုက်ပျိုးကြတာလို့ဆိုကြပါတယ်။ဘိန်းစိုက်ပျိုးတဲ့ဒေသတွေကစစ်ပွဲဖြစ်ပွားနေတဲ့နေမြေတွေမဟုတ်ကြပေမဲ့အမျိုးမျိုးသောလက်နက်ကိုင်အဖွဲ့အစည်းတွေထိန်းချုပ်ထားတဲ့နေမြေတွေဖြစ်နေကြတာတွေ့ရပါတယ်။အာနာသိန်းစစ်တပ်နဲ့အပြည့်ရထားတဲ့အဖွဲ့နေကြားဆောင်တပ်စစ်တပ်နဲ့တိုက်ခိုက်နေတဲ့အဖွဲ့စသဖြင့်အမျိုးမျိုးသောလက်နက်ကိုင်အဖွဲ့တွေထိန်းချုပ်နေမြေတွေဖြစ်ပါတယ်။ရှမ်းအရှိရှမ်းမြောက်ရှမ်းတောင်ကရင်နီ ကချင်ပြည်နယ်စကိုင်းတိုင်းအထက်ပိုင်းအိန္ဒိယနယ်စပ်အနီးချင်းပြည်နယ်နဲ့အိန္ဒိယနယ်စပ်အနီးတို့ဖြစ်ပါတယ်။ရှမ်းပြည်နယ်အရှေ့နဲ့ရှမ်းပြည်နယ်တောင်ပိုင်းမြောက်ပိုင်းတွေမှာဆယ်စုနှစ်များစွာကတည်းကအစဉ်အဆက်ဘိန်းဆိုင်ပြိုးမှုရှိခဲ့တဲ့ဒေသတွေဖြစ်ပြီးတော့ရှမ်းပြည်နယ်ရဲ့လက်နက်ကင်စစ်ပွဲတွေပြည်သူစစ်လွတ်မြောက်ရေးတပ်အမြေခံထားပြီးတော့ဘိန်းကုံကူးတဲ့လက်နက်ကင်တပ်တွေနဲ့1960 90 80ခုနှစ်တွေမှာကမ္ဘာတရင်တွေအထိထင်ရှားခဲ့တဲ့ဒေသတွေဖြစ်ပါတယ်။ နိုင်ငံတကာရောမြန်မာနိုင်ငံမှာပါတရားမဝင်ဘိန်းဆိုင်ပြိုးမှုကိုဥပဒေအရခွင့်မပြုထားတဲ့အနေအထားမှာ ဘိန်းဆိုင်ပြိုးသူတွေအနေနဲ့အခွန်ကောက်ခံပြီးတော့အကာအကွယ်ပေးမဲ့လက်နက်ကင်အဖွဲ့အစည်းရှိဖို့လိုအပ်တယ်လို့ထွက်ရှိလာတဲ့ဘိန်းကိုဝယ်ယူကနေစမ်းဖြတ်ကျော်ရောင်းချနေကြတဲ့ဘိန်းကုံကူးသူတွေကိုလည်းလက်နက်ကင်အဖွဲ့တွေကပဲလုံခြုံရေးအကာအကွယ်ပေးကြရတာဖြစ်ပါတယ်။ဘိန်းဆိုင်တဲ့တောင်သူတွေအနေနဲ့ဘိန်းတပိတ်တာကရရှိတဲ့ငွေကြီးကအခြားဆိုင်ပြိုးသီးနှံကရတာထက်ပိုရာမှန်ပေမဲ့ချောင်းချောင်းလေးလေးနဲ့စုမိစောင်းမိလောက်တဲ့ငွေကြီးမျိုးရရှိခံစားကြရတာမဟုတ်ပါဘူး။ အခြားဆိုင်မျိုးထွက်ရှိတဲ့ကုန်တွေရောင်းချဖို့ဈေးကွက်မတိကြတာလက်ရှိပြည်တွင်းစစ်ကာလမှာနေဆက်ကုန်တွေရေးတွေပိတ်နေတယ်လို့စိုက်ပျိုးထွက်ကုန်တေဆောင်ရတဲ့ဈေးစကားတွေလည်းကြီးမြင့်လာတာကြောင့်အခြားသီးနှံတွေကနေငွေရဖို့မရရတဲ့အနေအထားမှာဘိန်းဆိုင်ပြိုးပြီးတော့အသက်ရှင်တန်ဖို့ရွေးချယ်ကြရတာလည်းဖြစ်ပါတယ်ရခိုင်လက်နက်ကင်ပြည်ပကတွေမှဖြစ်ပွားခင်ကပြောင်းတွေဆိုင်ပြိုးပြီးတော့နေဆက်ကတဆင့်ထိုင်းတရုတ်နိုင်ငံတို့ကိုရောင်းချနိုင်ခဲ့တဲ့အခြေအနေတွေကအခုအခါမှာ မရှိတော့တဲ့သဘောလေးဖြစ်ပါတယ်။အဆိုပါစိုက်ပျိုးသီးနှံတွေထွက်ရှိချိန်မှာအချိန်မီတင်ပို့နိုင်ဖို့လေအရေးကြီးပြီးတော့ဂါလန်ပိတ်နေတာငယ်စက်ကိတ်တွေပိတ်နေတဲ့အချိန်ဤမျိုးမှာဆုံးရှုံးမှုနဲ့ငြင်းဆိုင်ကြရမယ့်အန်ဒီလေးရှိနေတာဖြစ်ပါတယ်။ဘိန်းစိုက်ပျိုးရာကထွက်ရှိလာတဲ့ဘိန်းစိန်ဘိန်းမဲကိုတော့စိုက်ပျိုးသီးနှံလို့မဟုတ်ပဲဝန်ချင်းချင်းနဲ့တူလောင်ထားနိုင်ကာလာအတိုင်းတာတစ်ခုထိလေးစောင့်ပြီးတော့ရောင်းနိုင်တဲ့အနေအထားတွေကဘိန်းစိုက်ပျိုးမှုကိုရွေးချယ်ရတဲ့အကြောင်းအချက်တွေဖြစ်လာစေပါတယ်။ စစ်ပွဲတွေမှာဖြစ်ပွားနေတဲ့ကာလတွေမှာဒေတာဖွံ့ဖြိုးရေးဒေတာကန်တောင်းသူတွေအတွက်အစားအသောက်တည်နှံစိုက်ပျိုးရောင်းချနိုင်ဖို့နိုင်ငံတကာအကူအညီအစိုးရအကူအညီတွေနဲ့အစီအစဉ်တွေလုံဆောင်ခဲ့ကြတာတွေရှိပြီမယ်အခုလိုစစ်မီးပြန်တောက်လောင်လာချိန်စစ်ပွဲအတွက်ကုန်ကြမ်းစိတ်တွေအရေးတကြီးလိုအပ်လာတဲ့အခြေအနေမျိုးမှာဘိန်းဆိုင်ပြိုးမှုနဲ့မွေးရေးဆေးဝါးကုန်ကူးမှုတွေကနေအခွန်ကောက်ခံတာတွေကလက်နက်ကန်အဖွဲ့တွေရဲ့အဓိကကျတဲ့ဝင်ငွေလမ်းကြောင်းတွေဖြစ်လာတာပါ ဘိန်းဆိုင်ပြိုးမှုလို့ဆိုရင်ရှမ်းပြည်လို့တန်းပြီးမြင်ကြပေမယ့်အခုနောက်ပိုင်းကာလတွေမှာရှမ်းပြည်တစ်ခုတည်းမဟုတ်တော့ပါဘူး။တောင်တန်းတွေပေါ်များပြီးတော့ရန်သူဥတုကလည်းဘိန်းဆိုင်ပြိုးဖို့အခြေအနေပေးတဲ့ချင်းပြည်နဲ့သခိုင်းကချင်ပြည်နယ်တို့လိုဒေသတွေမှာပါစိုက်ပြိုးလာကြတာတွေ့ရပါလိမ့်မယ်။တရားဥပဒေစိုးမှုမှုရောကြလာတာကြောင့်ဘိန်းဆိုင်တဲ့ area ကျယ်ပြန့်လာသလိုရခင်ကစိုက်လေစိုက်တာမရှိတဲ့ဒေသတွေအထိပြန့်နှံ့လာတာဖြစ်ပါတယ်။ ချင်းပြည်နယ်ရဲ့မြောက်ဘက်အကြဆုံးကြည်ခါတွန်းဆန်စတဲ့မြို့နယ်တွေမှာဘိန်းဆိုင်ပြိုးလာတာကဆယ်စုနှစ်တခုတည်းသာပဲရှိသေးတာ ဖြစ်ပါတယ်။အခုနောက်ပိုင်းစကိုင်းတိုင်းမြောက်ပိုင်းအကြဆုံးအိန္ဒိယနယ်စပ်ဒေသတွေမှာလည်းဟက်တာရာကနန်းရှိတဲ့ဘိန်းဆိုင်ပြိုးမှုတွေအစဉ်ကန်းစားမှာပေါ်ပြထားတာတွေ့လာကြရတာဖြစ်ပါတယ်။ဘိန်းဆိုင်ပြိုးတာအပြင်ငွေစည်းဝါးထုတ်လုပ်တဲ့လုပ်ငန်းတွေမှာလည်းရှမ်းပြည်နယ်ကပြည်သူ့စစ်အဖွဲ့တွေနဲ့လက်နက်ကိုင်အဖွဲ့တွေမကတော့ပဲပြည်သူ့စစ်အဖွဲ့တွေနဲ့လက်နက်ကိုင်အဖွဲ့တွေမကတော့ပဲ မြန်မာနိုင်ငံရဲ့အခြားသောဒေသတွေကိုပါပြန့်နှံ့လာနေတာလဲထွက်ပေါ်လာတဲ့သတင်းတွေအများသိရှိရပါတယ်။ယခုရက်ပိုင်းမစ္စမဌာနရဲ့သတင်းတပုတ်မှာမြောက်ရီမြို့နယ်တဲက DKPA ထိန်းချုပ်နယ်မြေတွေထဲမှာစိတ်ကြွဆေးပြားထုတ်လုပ်တဲ့ဆက်ယုံတယုံအကြောင်းစုံစမ်းဖော်ထုတ်ရေးသားထားတာတွေ့ရပါတယ်။စိတ်ကြွမူရီဆေးပြားတွေကအများဆုံးရှမ်းပြည်နယ်မှာထုတ်လုပ်ကြတာဖြစ်ပြီးတော့မြန်မာနိုင်ငံကိုဖြတ်တန်းပြီးအနောက်ဘက်ဘင်္ဂလားဒေ့ရှ်နိုင်ငံအိန္ဒိယနိုင်ငံတွေကတဆင့်နိုင်ငံငါးစီထွက်နေကြသလို အရှိတ်ဖက်ထိုင်းနိုင်ငံကိုဖျက်ပြီးတော့လေနိုင်ငံတကာစီထွက်ရှိနေကြတာပါမြန်မာနိုင်ငံရဲ့ဂုံတရင်ကိုဘိန်းဖြူစိတ်ကြွမှုရဲ့ဆေးပြားတို့လိုထွက်ကုန်တွေနဲ့တွဲလျက်တည်ရှိနေကြတာစေစုနဲ့အတော်များများရှိနေပြီဖြစ်ပါတယ်ကဘာမှာကြော်ကြတဲ့ရွှေတွေးကန်ဒေတာနဲ့ဘိန်းထုတ်လုပ်ကုန်ကူးမှုတွေကအရင်စေစုနဲ့များစွာကလေးကတည်ရှိခဲ့ကြသလိုအခုချိန်ထိတိုင်ဘိန်းနဲ့စိတ်ကြွမှုရဲ့ဆေးတွေစိုက်ပျိုးထုတ်လုပ်ရာထွက်ရှိရာနိုင်ငံအဖြစ်နဲ့တည်ရှိနေကြစေလေဖြစ်ပါတယ်ခင်ဗျာ